င်္ဂလာပါရှင်။ဇာမီအန်တာတိန်မန့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တက်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့တဦးတည်းသောအမျိုးသမီးရှမ်းစော်ဝါသို့မဟုတ်စနန်းတတိလာရဲ့အကြောင်းကိုလေ့လာမိသလောက်တက်ဆက်ပေးသွားခြင်းပါရဲ့ရှင်။ နန်းတတိလာကောစနန်းဒိဋ္ဌိတရာဟာဆိုရင်ရှမ်းပြည်နယ်ရဲ့တဦးတည်းသောရှမ်းမြို့သမီးဆော်ဝါတဦးဖြစ်ပါတယ်။စနန်းတတိလာဟူဒီမှာအများက ခေါ်ပေါ်သောအမည်ပဲဖြစ်ပါတယ်။စနန်းတတိလာကိုတော့ရှမ်းဘာသာဖြင့်စနန်းဒိဋ္ဌိတလို့ခေါ်ကြပါတယ်။ရင်းဝေါ်ဟာရဟာပါဠိဝေါ်ဟာရဒေဝတိတာမှာဆင်းသက်သောနတ်သမီးဟုအနက်အဓိပ္ပာယ်ရပါတယ်။စနန်းတတိလာဟာဆိုရင်တိုင်းနုံဆော်ဝါကြီးစစ်ကြိုးခိုင်ဤတဦးတည်းသောသမီးလည်းဖြစ်ပါတယ်။ဆော်ဝါဆိုဒီမှာမြေရှင်ပရိသတ်ဖြစ်ပြီးတော့တားစင်မြေဆန်အရက်အရာကိုစက္ကန့် ကြရပါတယ်။အုတ်ချုပ်ရည်အကြီးအကဲရာထူးလည်းဖြစ်ပါတယ်။တိုင်းတော်စော်ဘာများဟာ၁၉ရာစုအနောက်ပိုင်းအထိမင်းများအဖြစ်ပြည်နယ်မှာတတိတနံထူထောင်ခဲ့သူများလည်းဖြစ်ပါတယ်။စစ်နန်းတချီလာရဲ့မွေးချင်းနောင်တော်တွေကတော့စစ်ကောင်ခန့်ဖူးဖြစ်ပြီးတော့မောင်တော်မှာစစ်ကောကြောင့်အင်တလိုင်းဖြစ်ပါတယ်။စစ်နန်းတချီလာကိုတော့ခရစ်နှစ်1880ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်။သူမအသက်16နှစ်အရွယ်1889ခုနှစ်မှာတော့ခမဲတော်တိုင်းတော်စော်ဘာကြီးဟာကော်နာကုန်ခဲ့ပါတယ်။စစ်နန်းတချီလာဟာမိမသားပင်ဖြစ်တော့လေမြင်းစီ ီတော်၍အတိုက်အခိုင်အလွန်ဝါဒနာထုံသဖြင့်တန်ယုံကြီးစစ်မျက်နှာအထိလိုက်သွားခဲ့ပူပါတယ်။ယောက်ျားများပြည်စေထိုးသည်ကိုသူလဲလိုက်ထိုးပါတယ်။သူဤလက်မောင်းလက်နှစ်ဖက်စလုံးမှာဆန်အင်းအများပြားကိုမြုံနှံထားပါတယ်။သူဟာမိမသားဖြစ်တော်လဲယောက်ျားများကဲ့သို့ရဲစွမ်းတတိပြည့်စုံသူလဲဖြစ်ပါတယ်။အုတ်ချုပ်ရေးပညာမှလည်းကျွမ်းကျင်လာပါတယ်။စစ်နန်းတတိလာဟာနောင်တော်ဖြစ်သူစစ်ကောင်ခံမှုတိုင်းတော်စောပါဖြစ်စဉ်အခါကမစ္စတာဂျေဂျော့စကော့ဟာအင်္ဂလိပ်စစ်တပ်ကိုခေါင်းဆောင်၍တိုင်းတော်သို့ရောက်လာခဲ့ပါတယ်။ဂျော့စကော့နဲ့တိုင်းတော်စောပါစစ်ကောင် င်ခံမှုတို့မကြာခဏပြဿနာတက်လေရှိပါတယ်စစ်ကောင်ခံမှုရဲ့ညမတော့စစ်နန်းတတိလာဟာအပြိုတော်များခြံရံလျံအင်္ဂလိပ်စစ်စခန်းသို့တွားရောက်စုံစမ်းမေးမြန်းလေရှိပါတယ်တညမှာတော့စစ်နန်းတတိလာဟာအချွေရန်တို့ခြံရံလျံနောင်တော်အားအတိမပေးပဲဒော့စကောတို့တက်ခင်းကျွေးမွေးသောညစာစားပွဲသို့တက်ရောက်ရန်အင်္ဂလိပ်စစ်စခန်းသို့တွားရောက်ခဲ့ပါတယ်ထို့ညမှာပဲကျိုင်းတုံစောပါစစ်ကောင်ခံမှုဟာရုတ်ဖြက်၍မိမိ၏ရဲမက်ပူပါများကိုခေါ်ဆောင်ပြီးလျင်အင်္ဂလိပ်စစ်တပ်ကိုတိုက်ခတ်ဖို့အတွက်ချီတက်ခဲ့ပါတယ်စစ်စခန်းသို့ရောက်လျင် င်းကျိုင်းတုံစော်ဝါဤတက်များကအင်္ဂလိပ်စစ်တပ်အားဝိုင်းရံထားသဖြင့်စစ်နန်းတတိလာဤအတွင်းလူယုံများမှတဆင်သိရှိသွားတဲ့အခါမှာတော့မိမိမကယ်လျင်မြို့လေကောင်မှာအရေးတော်ပုံကြီးဖြစ်ပေါ်လာမိကိုဆိုတာကြောင့်ချက်ချင်းပင်ဂျော့စကော့ကိုခေါ်ဆောင်သွားသည့်အတွက်လွတ်မြောက်သွားခဲ့ရပါတယ်။ကျိုင်းတုံစော်ဝါကြီးစစ်ကောင်ခံမှုကလည်း1895ခုနှစ်မှာကန့်ကွန်ခဲ့ရာထိုအချိန်ကစော်ဝါအရေးအရာကိုဆက်ခံမဲ့သူစောကြောင့်အင်တလိုက်မှာစော်ဝါဖြစ်ရန်အသက်မပြေသေးသဖြင့်အမတော်စစ်နန်းတတိလာကစော်ဝါကိုစားကျိုင်းတုံစော်ဝါအဖြစ် ခိတအုပ်ချုပ်ပေးခဲ့ရပါတယ်။နှစ်နှစ်ကြာပြီးမောင်နှောနန်းတက်ပြီးမှသာစစ်နန်းတတိလာကစိုင်းခန်းစော်ဘွားနဲ့လက်ထက်ပြီးစိုင်းခန်းမျိုးတို့တွားရောက်နေထိုင်ခဲ့ပါတယ်။စိုင်းခန်းစော်ဘွားနဲ့စင်ဟောင်းခန်းအမည်ရှိတဲ့တားတယောက်လည်းထွန်းကားခဲ့ပါတယ်။ထို့နောက်မှာတော့စစ်နန်းတတိလာဟာစိုင်းခန်းစော်ဘွားအားခွဲခွာပြီးစိုင်းတုံမှာလာရောက်နေထိုင်ခဲ့ပါတယ်။အတော့အသက်17နှစ်အရွယ်မှာစိုင်းခန်းစော်ဘွားကြီးကံကုန်ခဲ့ရာစိုင်းခိုင်းနယ်မှာအုပ်ချုပ်သူမရှိတဲ့အတွက်ကြောင့်စစ်နန်းတတိလာက17နှစ်ကြာအမျိုးသမီးစော်ဘွားအဖြစ်အုပ်ချုပ်ပေးခဲ့ရပါတယ်။သူမှစိုင်းခန်းနယ်ကိုစော်ဘွား ဘာအဖြစ်အုတ်ထုတ်စဉ်အခါကဗြိတိသျှဘုရင်မကြီးဗစ်တိုရီယာအိန္ဒိယသို့တိုင်ငံ့လှည့်လည်ရောက်ရှိစဉ်စစ်နန်းတတိလကိုဒေးလီမင်းပွဲသို့ဖိတ်ကြားခဲ့၍တက်ရောက်ခဲ့ရပါသေးတယ်။စစ်နန်းတတိလဟာသားတော်အရွယ်ရောက်လင်းသူ့ဖခင်အရဲ့အရာဖြစ်သည့်ကျိုင်းခန့်စော်ဘွားယာရုကိုဆက်ခံစီသို့တော်လည်းသားတော်ဟာအမျိုးအမြင်မရှိဘဲသတိလက်လွတ်ဖြစ်ကအိန္ဒိယအမှုရန်တအူးကိုတနက်ဖြစ်ပြစ်တက်ခဲ့ပါတယ်။ထိုအခါမှာတော့သူဟာစော်ဘွားယာရုမှအချခံလိုက်ရပါတယ်။သူရဲ့ကျိုင်းခန့်ပြည်နယ်မှာသူရဲ့ကျိုင်းခန့်ပြည်နယ်ကိုလည်းမိုးနဲ့စော်ဘွားပိုင်နဲ့တဲသို့ပိုးပေါင်းတုံ့တွင်းလိုက် ရပါတယ်။တိုက်ခန်းစော်ပွားဟောင်းကိုတောင်ကြီးသို့ပို့၍ပင်စင်အနှဲငယ်ပေးကနေထိုင်စေခဲ့ပါတယ်။သူမှသာသမီများစွာထွန်ကားခဲ့ပါတယ်။ဘိုးလေးအင်တလိုင်းဤအကြီးဆုံးသားမှာစစ်တီဟဖြစ်ပြီးတော့အသက်20အရွယ်မှာဘိုးလေးအင်တလိုင်းဤသားတိုင်းတော်စော်ပွားကိုတနက်ဖြစ်ပြသက်ခဲ့ပါတယ်။ဖြစ်ရာစစ်တီဟဟာသူ့ဖခင်ရဲ့ဝင်းကွဲအကိုကိုတတ်သူအဖြစ်ရာဇဝင်မှာတွင်သွားခဲ့ပါတယ်။မော်ရစ်ကောလစ်ကသူ့ဤစာအုပ် Love of the Sunset စာအုပ်မှာဆိုရင်စစ်နန်းတတိလာနဲ့ပတ်သက်ပြီးတော့ထို့သို့ရေးသားခဲ့ပါတယ်။နောက်ဆုံးတော့ထင်ရှားကြော်ကြသည့် တတိလာကိုကျွန်တော်တွေ့ရှိခဲ့ရပါပြီ။သူမသည်သေးသွဲတုံလီပြီးတော့ရှေးဆန်သည့်အဖွားစီတစ်ယောက်အတွင်တွေ့ရပါသည်။ခေါမောင်းစီအောက်တွင်မျက်နှာမှာအရေးကြောင်းများထင်နေပြီးပရင်များတွန့်လိုက်နေပြီဖြစ်ပါတယ်။မျက်လုံးအစုံမှာဆုရှတောက်ပြောင်သည့်ရန်တာဘော်သို့ပြပြေးတက်လာသည်။သူ့အသက်သည်69နှစ်ရှိပြီဖြစ်ရာအနှဲငယ်ဖြစ်နေသည့်ရန်တာဘော်သို့အမျိုးသမီးလေးတစ်ယောက်ကတွဲပို့ရသည်။အတွဲမှာသားမွေးခံ၍ချုပ်ထားသည့်ရှမ်းအင်ကြီးကိုဝစ်ဆင်ထားသည်။ရင်းအောင်မှာတော့တဲ့ဧည့်သည်ရောင်ပိုးအင်ကြီးရှိသည်။တစ်ဖက်ရေစပွဲမှာသူထိုင်သည် င်ကျွန်တော်တို့အားလုံးဗမာစကားဖြင့်ပြောကြသည်ခဏလေးအတွဲမှာပင်သူ့အကြောင်းကိုကျွန်တော်သိခဲ့ရပါသည်ဆောစောကကြားထားသည်တို့ကိုပြက်ပြက်သွားပြီးဇယိုက်မှန်ပေါ်လာသည်အလွန်ညံကြီးပြီးတော့ထက်မြက်သည်မှာထင်ရှားလာပါသည်တွက်လက်သည်အာမန်အပြေးရှိသည်အသက်ကြီးပြီးမို့စိတ်တက်ကြွေမသွားစကားပြောလျင်ဟန်အမူယာအပြည့်ပါသည်စိတ်အားထက်သန်စွာပြောသည်မြန်လဲမြန်သည်အယောင်လက်နေသည်မျက်လုံးနှင့်ရှုံ့ထွက်ဝန်းပနေသည်မျက်နာကိုမြင်ရတဲ့အခါမှာတော့ပြင်သစ်တသနာပညာရှင်ဗော်တရား၏ပုံများကိုအမှတ်ရလာပါသည်စကားပြောကြရင် င်လောင်ကစားဝိုင်းများအကြောင်းကိုရောက်သွားကြပါသည်။ရှမ်းပြည်နယ်တွင်လောင်ကစားသည်36ကောင်ထီနှင့်အခြားလောင်ကစားများအကြောင်းကိုစကားပြောကြရင်လောင်ကစားဝိုင်းများအကြောင်းရောက်သွားကြသည်။ရှမ်းပြည်နယ်တွင်လောင်ကစားသည်36ကောင်ထီနှင့်တခြားလောင်ကစားများအကြောင်းကိုလည်းအသေးစိတ်ရှင်းပြသည်။လောင်ကစားမှာငွေကြေးစွတ်စွတ်ပူပူရ၍ National မင်းသားတရားမြို့တို့မျှော်လင့်နိုင်သည်ကိုလည်းပြောပြသည်။ဗမာလိုပြောပြနေတော့လဲ National မင်းသားဆိုသည့်စကားလုံးကြောင့်ဆိုလိုသည်ကိုကျွန်တော်သဘောပေါက်ခဲ့ရပါသည်။သူဆိုလိုသည်မှာ Makira Valley ရာဇောဝေဒါကျမ်းကို ိုညှို့လို့ခြင်းဖြစ်ပါသည်အကျွေးမဲ့အာနာစင်စနစ်ကိုမခိရာဗယ်လီကထောက်ခံသည်မင်းတို့မြေသည့်အအုပ်ထုတ်ခံတို့ညှို့ညွတ်မှုအတွက်ရက်ဆက်တန်ရက်ဆက်ရသည်ဟုသူ၏ The Prince ကျမ်းမှာဖော်ပြထားပါသည်ရှင်းမှာတော့ထိုเจ้าရာကတော့1532ခုနှစ်ကရေးသားခဲ့တဲ့အကြမ်းပဲဖြစ်ပါတယ်ဒီကိုကြည်ချင်းအဖြစ်တစ်ထီလာ၏ယက်တီချက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်ထိုအခါမှာသူ့ကိုကောင်းကောင်းနားလည်လာခဲ့ပါတယ်သူကယခုအချိန်ထိတွေ့ဘူးသမျှဟော်နန်ဒေဝီတို့နဲ့မတူခဲ့ပါဘူးဟော်နန်ကိုမြင်၍အသက်မေးဝမ်းကြောင်းပြုသူများလည်းဖြစ်ပါတယ်ပြည်နေ င်အုပ်ချုပ်တဲ့အတတ်ပညာကိုကျွမ်းကျင်စွာတက်မြောက်သူလည်းဖြစ်ပါတယ်။လက်အောက်အမှုထမ်းတို့ကိုလည်းကောင်းစွာကင်တွယ်တတ်သူလည်းဖြစ်ပါတယ်။လူတိုင်းကိုအကျိုးရှိရှိချင့်ကပ်တတ်ပါတယ်။ပြီးနေမှာသူ့ဩစာမှာကြီးမားလာပါတယ်။သူဟာမုတ်ဆိုးမမဟာဒေဝီပဲဖြစ်ပါတယ်။ပင်စင်အထောက်ပံ့အနေငယ်ဖြင့်နေထိုင်စားသောက်ရပါတယ်။သို့တော်လည်းဟော်နန်းရဲ့အတွေ့အကြုံကကျွဲဝပါတယ်။လက်တွေ့အရာအသိပညာပြည့်စုံသည့်သူနှင့်တွေ့သည့်မြကိုကောင်းစွာသိမ့်သွင်းနိုင်သည့်သူ့တော့ကကိုသူသိသည့်သူ့ကိုလွတ်လပ်ကူကူချီးကပ်ပေမယ့်သူ့အတွက်တစ်ခုခုအမြတ်အစွန်းရမှာအဆင်ပြေနိုင်သည့်ဖြစ်သည် ည်သူသည်အလွန်တတိကောင်းသည်တတိလာသည်လဲမြေတိုက်တန်အိုးအိမ်တို့ဖြင့်ချမ်းချမ်းသာသာနေခဲ့ရပါသည်အချွေရံတွေလည်းပေါ်မြခဲ့ပါသည်ထိုခေတ်ကမူပြိုင်ဘက်မရှိချင်းသိမ့်လိုရဲရင်သူဖြစ်ရသည်ဟုလည်းဖော်ပြထားပါသည်ပြီးသို့ပင်နိုင်ငံအုပ်ချုပ်သောအတက်ပညာကိုကျွမ်းကျင်ပါနေစွာအသုံးပြုလျက်သူ့နယ်ပယ်မှာမင်းလုခဲ့သောရှမ်းပြည်နယ်ရဲ့တဦးတည်းသောအမျိုးသမီးစော်ဝါစစ်နန်းတတိလာကိုတော့နိုင်ငံသားသားများကပင်လေးလေးဆဆဆက်ဆံခဲ့ကြသည်ကိုလည်းတွေ့ရပါသည်နိုင်ငံသားသားများကလည်းလေးလေးဆဆဆက်ဆံခဲ့သည်ကိုတွေ့ရပါ ါတယ်ဗရစ်တရစ်စနစ်မှာမိမသားဖြစ်တော့လဲယောက်ျားများနဲ့တန်းတူမင်းလို့အုပ်ချုပ်ခဲ့တော့သူမဤအရေးအသွေးကိုကလူတိုင်းကအသိမှတ်ပြကြခြင်းပဲဖြစ်ပါတယ်ယနေ့တစ်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ရှမ်းစော်ဘာအမျိုးသမီးရှမ်းစော်ဘာအမျိုးသမီးတဝူးဖြစ်တဲ့စနန်းတတိလာရဲ့အကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်တမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်